နေ့စဉ်စီဘုံမကုံကျင်မှုဆိုတဲ့သူတွေအတွက်သတင်းကောင်းပါဒါတော့အခုကျွန်တော်ရှိတဲ့တက်မှာရှိနေတဲ့ကမ်ဘွားထုတ်လုပ်လိုက်တဲ့ကမ်ဘိုရစ်ပစ် EV ဆိုင်ကလေးပဲဖြစ်ပါတယ်ဒါနဲ့သတိစားတယ်အခုကျွန်တော်ရှိတဲ့တက်မှာရှိနေတဲ့ကမ်ဘိုရစ်ပစ် EV ဆိုင်ကလေးအကြောင်းကိုဒီစိတစောင်းပြပြပြသချင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြိုအောင်ပါမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်ကမ်ဘွားနေထုတ်လုပ်တာဆိုရင် EV ဆိုင်ကလေးအမျိုးအစားက10မျိုးဝန်းကျင် လောက်ရှိတယ်ဒါကတော့ဈေးကွက်ထဲမှာလူကြိုက်များတဲ့ကမ်ဘိုရစ်ပစ် EV ဆိုင်ကလေးပဲဖြစ်ပါတယ် ဘာလို့ Ribbit EV လို့နာမည်ခေါ်ရလဲဆိုရင်တော့သူ့ရဲ့ပုံစံလေးကချစ်စရာလေးချီမီကြီးရဲ့ဒီဇိုင်းကရုပ်ပြကြည့်လိုက်မယ်ဆိုရင်ယုံလီနဲ့တူတဲ့ချစ်စရာလေးပေါ့နော်ဒီကမ်မို Ribbit EV ဆိုင်ကမှာဆိုရင်တော့ပတိ6လုံး82ဖို့မှာ23 ampere နဲ့ထွက်လုပ်ပေးထားတယ်ပတိတွေကတော့ဒီချီတင်ကုန်ရဲ့အောက်ထဲမှာထည့်သွင်းပေးထားပါတယ်ပတိ6လုံး82ဖို့23 ampere နဲ့ထွက်လုပ်ပေးထားတာပါမော်တော်ဝက်ကတော့1000မော်တော်ဝက်နဲ့ထွက်လုပ်ပေးထားတယ် ်ပြည်ပဆိုင်ရာစီးမံဆိုရင်အခုလိုမျိုးမော်တာဝက်1200မော်တာဝက်လောက်ကိုအနှိမ်ဆုံးဖြစီစီခြင်းနဲ့ဘာလို့လဲဆိုရင်1200မော်တာဝက်ကအနေတော်လုံးဝစပီးရလဲတအားကြီးလဲမြန်လွန်းတာလဲမဟုတ်ဘူးနှီးလွန်းတာလဲမဟုတ်ဘူးပေါ့နော်အနေတော်မို့လို့ပါကြီးလိုက်ပေါင်းများလုံးဝကိုချစ်စရာလေသူ့ရဲ့တူပေါက်ကလည်းနဲတဲ့ကြိမ်မဟုတ်ဘူးဒီမှာနော်နဲတဲ့ကြိမ်မဟုတ်ဘူးတူပေါက်ထဲမှာတူလီမိုလီပစ္စည်းအများကြီးကိုချောင်ချောင်ကြီးကြီးထည့်လို့ရစီမှာပဲဖြစ်ပါတယ်ဆိုင်ကယ်အောက်ထုပ်အသေးဆိုရင်တော့ စိုင်ကယ်အုပ်ထုပ်နှလုံးလောက်စန့်စီမှာပါเนาะလုံးဝကိုအခြေကြီးပါတူပေါက်ကเนาะနည်းတဲ့အခြေကြီးမဟုတ်ဘူးเนาะဒီ EV စိုင်ကယ်တွေက license တန်းက၄နှစ်တန်းရရှိတယ် license ၄နှစ်တန်းပါရှိပြီးတာ license owner ဘုတ်ထွက်ပြီးတာနံပါတ်ပြောင်းကြပြီးတာ ਨੇ တပြိုင်တည်းရရှိမှာပဲဖြစ်ပါတယ်ဒါတော့ဒီမှာသူ့ရဲ့ဒိုင်ကွက်ပါ digital ဒိုင်ကွက်နဲ့ပါခင်ဗျာเนาะဒီမှာဆိုရင်ဒါကျွန်တော်တို့ P ပေါ့เนาะဒါကတော့ parking အနေထားပါ brake လေးနှစ်ချက်တော့လိုက်မယ်ဆိုရင်အဲ့ဒီရဲ့ parking ဆိုတဲ့ P လေးက အော်တိုမက်တစ်ပြောက်သွားမှာဖြစ်ပါတယ်ဒါတော့ gear 1နဲ့ပဲဖြစ်ပါတယ် gear 1မှာအမြင့်ဆုံး top speed ကတော့52 km လောက်တက်မယ်အဲ့ဒါအောင်မှာကျွန်တော်တို့က gear 2ထပ်ချိန်ကြည့်ပါမယ်ဒါတော့ gear 2နဲ့ပဲဖြစ်ပါတယ် gear 2နဲ့ဆိုရင်တော့အမြင့်ဆုံး top speed က52 km လောက်ထိတက်လာမှာပဲဖြစ်ပါတယ်နောက်ထပ် gear 1 2 3ပါတာဖြစ်တဲ့အတွက်အမြင့်ဆုံး top speed ဘယ်လောက်ရမလဲစမ်းကြည့်မယ်ဒီမှာဒါတော့ gear number 3ပါအဲ ဗီယက်နမ်3နဲ့ဆိုရင်သူ့ရဲ့အမြင့်ဆုံး top speed က62ကီလိုမီတာအထိ လုံးဝကိုဆွဲလို့ရတယ်လုံးဝကိုမောင်းလို့ရတယ်ပေါ့နော်ဒါတော့အမြင့်ဆုံး top speed ပါအဲဂီယာလေးတွေကဒီမှာချိန်သွားအောင်မယ်ဒီမှာ1 2 3ပါတယ်ပေါ့နော်အဲဒါ1 2 3ဒါကိုလိုလိုချိန်ပြီးမှမောင်းနှင်သွားလာလို့ရပါတယ်။ shift brake ရောနောက် brake ရော disc brake တွေနဲ့ထွက်လုပ်ပေးထားတယ်။ဒီ Camaro EV ဆိုင်ကမှာဆိုရင် motor ကိုတနည်းတည်းအမကန်ပေးထားတယ်။ battery ကတော့6လတိတိအမကန်ပေးထားပါတယ်။ ်ပဋိစည်းဝါနေတရားရဂိုင်နှုံးထိအပြည့်တွန်းထားမယ်ဆိုရင် မိုင်အပြည့်ဆိုရင်မိုင်၄၀ကျော်ကျော်ထိမောင်းနေတော့လာလို့ရမှာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်တွေကတော့ဘယ်မှာဝယ်လို့ရမလဲဆိုရင်မန္တလေးမြို့ရန်ကုန်မန္တလေးလမ်းဟောင်းဆွေတော်ဖျားအနောက်မြို့နီးမှာတိတ်မကြတဲ့ခင်လာပိုင်းရမှာစတင်ပွင့်လင်းလိုက်တဲ့အာမန်ဆိုင်ငယ်ရှိုးရုံးမှာစတင်ဝယ်ယူအပေးလို့ရနေပါ යි ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ပြည်တင်ပါလဲမော်တိုနိခဲဆိုင်ငယ်ကျစ်တူမိတ်ဆွေတွေအတွက်အခြားသောကျိုးရှိသည်မဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်